ခု free ပေးနေတဲ့ promo diamond ကအနည်းဆုံး669လုံးကနေအများဆုံး1900 တဲ့တုံးဒီဖရီးရနိုင်နေဆိုတော့ခုံညူတိပ်ပြီးသွားပြီလားမတိသေးဘူးဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိချက်ရှိုးလိုက်တော့ဒီမှာဆိုရင်ကျွန်တော်အားလုံးကြိုက်ရတဲ့ခြုံစနန်းပြန်ပါတယ်ပေါ့နော်ဆိုရမလို့ဒီ event မှာကျွန်တော်ခြုံစနန်းလို့ခြင်းတဲ့လူတွေကဒန်းစီနေလိမ့်မယ်ဆိုရမလို့အဲ့ဒီခြုံစနန်းလို့ခြင်းတဲ့လူတွေကတေးကြပေါ့ promo diamond တွေအားလုံးဒီပေါင်းကိုကျွန်တော်ဒီခြုံစနန်းရယူဖို့အတွက်ပဲအဓိကဒါဖောက်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်တော့ဒီနေ့မှာကတော့ promo diamond ကိုဘယ်နေရာတွေကနေဖရီးရနိုင်လဲဆိုတော့ကျွန်တော်ပြပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုရမလို့ခေါင်းညူရင် let's go ပထမဦးအနေနဲ့ခေါင်းညူတိထားဖို့ လူတော်က promo diamond free ရမယ့်နေရာ၃နေရာတိတိရှိပါတယ်ဆိုတော့ကျွန်တော်ပထမဆုံးနေရာကနေစပြီးပြောပြမယ်ပေါ့နော်ပထမဆုံးနေရာကကျွန်တော် event တွေကိုတော့ BB ဆိုတာနဲ့ promo carnival ဆိုတာလေးကိုထောက်လိုက်ပြီးဆိုတာနဲ့ဒီမှာတမ်းပြီးတွေးရပြီပေါ့နော်ဒီ event ကတော့ main event လို့ကျွန်တော်တို့ခေါ်ပါတယ်ဒီမှာဆိုရင်ကျွန်တော် login ဝင်လိုက်အောင်နဲ့အတုံး20ရမယ် BB ဆိုတာနဲ့ကျွန်တော်တို့ classic bro run ကြိုက်တာဆော့ပေါ့နော်အဲ့ချိန်မှာနှစ်ပွဲဆော့လိုက်ပြီးဆိုတာနဲ့ကျွန်တော်15လုံးထက်ရမယ် BB ဆိုတာနဲ့ကိုတငယ်ချင်းနဲ့ classic run bro ကြိုက်တာဆော့လိုက်ပြီးဆိုတာနဲ့20ထက်ရမယ်စုစုပေါင်းကျွန်တော်ဒီ event ကနေပြီးတော့50 က်ငါတို့ free ရမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့မဒီ event က15ရက်တိတိလာမှာဖြစ်တဲ့အတွက်ကြောင့်မ brother တို့အနေနဲ့စုစုပေါင်း125ရက်တိ free စုလို့ရမှာပဲဖြစ်ပါတယ်ဒါကတော့လူတိုင်းရမယ့်ကိစ္စပါဆိုတော့ brother တို့အနေနဲ့နေတိုင်း gain နဲ့ဝင်ပြီးတော့ gain နဲ့ပွဲလောက်ဆော့ဖို့လုံးဝလုံးဝမမေ့ပါနဲ့ခင်ဗျာကဲဒုတိယကျွန်တော်တို့ free ရနိုင်တဲ့နေရာလေးကိုကျွန်တော်ဆက်ပြီးပြောမယ်အဲ့ဒါလေးကတော့ကျွန်တော်ဒီ bounce တွေကိုဝင်လိုက်ပြီးပြီဆိုတော့ဒီလိုမျိုးလေးပေါ်နေမယ်ပေါ့နော်ဒါတော့ကျွန်တော်ယူပြီးသားမို့လို့မယူရသေးတဲ့ကောင်ကြီးကဒါမျိုးလေးပေါ်နေလိမ့်မယ်အဲ့လိုမျိုးလေးမှာဆိုရင်ဒီမှာဆို diamond promo diamond 15 5တော့ရမှာဖြစ်ပါလေဒါကတော့ free ပါလုံးဝ login ဝင်ရုံနဲ့ရမှာဖြစ်ကြောင်းမလို့လုံးဝမယူမနေရယူလိုက်ကြဖို့မမိပါနဲ့ခင်ဗျာဆိုတော့ကျွန်တော်တို့ဒုတိယနေရာပါကျွန်တော်တတိယနေရာကဘယ်နေရာလဲဆိုတော့ကျွန်တော်တစ်ချက်ထပ်ပြပေးပါမယ်တတိယနေရာကကျွန်တော်တို့အဲ3လပိုင်း26ရက်နေ့မှာကျွန်တော်ရောက်ရှိလာမယ်ဒါမျိုး box လေးပေါ့နော်အဲ့မျိုး box လေးထဲမှာကျွန်တော်ရင် diamond promo diamond ပေါ့နော်29တုံးကနေစပြီးတော့ကျွန်တော်ရင်1131တုံးအထိ free ရနိုင်မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ cancel ရတဲ့သူတွေအများစုကတော့ ော့29ရုံရမှာဖြစ်ပြီးတော့ကန်ကောင်းတဲ့ဆရာကြီးတွေကတော့ကျွန်တော် diamond 1100တတုံးကို free ရမှာဖြစ်ပါတယ်။ဆိုတော့ brother တို့အနေနဲ့က29ရုံလေးပဲ free ရအောင်အဲ့ဒါဆိုရင် brother တို့အနေနဲ့ကစုစုပေါင်း promo diamond ရမယ့်ရေတော့က669ရုံဖြစ်သွားမှာပဲဖြစ်ပါတယ်။ဆိုတော့669ရုံဆိုတာက epic တကောင်ကိုပားရိုက်ပြီးဝယ်လို့ရတဲ့အနေအထားမျိုးဖြစ်ပါတယ်။ဆိုရတဲ့မို့ကန်ကောင်းတဲ့ကောင်ကြီးတို့အတွက်ပြောမယ်ပေါ့နော်။ကန်ကောင်းတဲ့ကောင်ကြီးတို့က1100တတုံးရခဲ့မယ်။ဆိုရင်စုစုပေါင်း1960တတုံးအထိကျွန်တော်က free ရမှာဖြစ်ပါတယ်။အဲ့ဆိုရင် epic နှစ်ကောင်လုံးက ိုအေးဆေးပားရိုက်ပြီးတော့ဝင်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ဒါတော့ကံကောင်းမှဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ event ကိုကျွန်တော်တို့တွေကအဲ3လပိုင်း26ရက်နေ့မှာဝင်ပြီးတော့ယူရမှာဖြစ်ပါတယ်ဆိုတော့ login ဝင်ပြီးယူပါမမေ့ပါနဲ့မေ့တယ်ဆိုရင်တော့ငတ်မှာပဲဆိုတော့ကျွန်တော်ချို့ပြောတယ်နော် okay လားမသိဘူးကောင်းကြီးလို့ရင်ဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့ဒီ event နေပြီးပြီဆိုတော့ကျွန်တော်တို့ promo diamond ကို banner လေးမှာတုံးလို့ရမလဲအများစုသိကျင်နေတာဘယ်အချိန်မှာစပြီးတုံးလို့ရမလဲတော်နေကပြောတဲ့အတိုင်းပဲဒီ event ပြီးတဲ့အချိန်ကျွန်တော်တို့အာကျွန်တော်3လပိုင်း26ရက်နေ့28 ရက်နေ့မှာဆိုရင် promo diamond တွေစပြီးအသုံးပြုရမယ်လို့ကျွန်တော်အကြံပေးတတ်မှတ်လို့ရတယ်ဆိုတော့အဲ့အချိန်မှာစပြီးတော့တုံးလို့ရမယ်အခုလောလောဆယ်လုံးဝတုံးလို့မရသေးဘူးဆိုတော့ brother လုံးနေနဲ့စုယုံမယ်စုလို့ရအောင်မယ် okay ရနော်ကဲ promo diamond တွေစုပြီးသွားပြီဆိုရင် promo diamond တွေကိုဘယ်နေရာမှာအသုံးပြုလို့ရမလဲပထမဆုံးနာမည်အကြီးဆုံးအသုံးပြုလို့ရမယ်နေရာကတော့ဘယ်နေရာလဲဆိုတော့ကျွန်တော်တို့ Ever Legends Again event မှာကျွန်တော်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာနေတဲ့အတိုင်းပဲကျွန်တော်တို့က promo diamond နဲ့ကျွန်တော်တို့တကယ် real diamond တွေနဲ့ရောပြီးအသုံးပြုရမှာပေါ့နော် promo diamond တီးတဲ့ ုံးလာတော့မရဘူးဆိုတော့ brother တို့အနေနဲ့ဒီ event မှာအသုံးပြုလို့ရမယ်ဘာကြောင့်မို့ဒီ event မှာအသုံးပြုသင့်တာလဲလို့ကျွန်တော်ထပ်မေးမယ်ဆိုရင်ကကျွန်တော်တစ်ချက်ပြပေးမယ်ဗျာတည်ပြီးသားလူတွေလည်းရှိမယ်ဒီမှာဆိုရင်ကျွန်တော်အားလုံးကြိုက်ရတဲ့ခြုံစနန်းပြန်ပါတယ်ပေါ့နော်ဆိုတော့မို့ဒီ event မှာကျွန်တော်ခြုံစနန်းလို့ခြင်းတဲ့လူတွေက dance နေလိမ့်မယ်ဆိုတော့မို့အဲ့ခြုံစနန်းလို့ခြင်းတဲ့လူတွေကတေချာပေါ့ promo diamond နေအားလုံးဒီဘောင်းကိုကျွန်တော်ဒီခြုံစနန်းရယူဖို့အတွက်ပဲအဓိကဒါဖောက်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်အထင်ကိုပြောပြတာပြီးပြီဆိုရင်ကျွန်တော်ရင်အံမောစကင်လို့ခြင်းတဲ့လူတွေအတွက်ကလည်းဒီ ီဘက်မှာလုံအောင်ကိုဖောင်းမဲ့အနေထားတစ်ခုဖြစ်ပါတယ်ခင်ဗျာဆိုရောင်ပြီးပြီဆိုတော့ね11ဘာညာတရကအတော်မစ်စကင်နေအလှလေးကြီးလည်းပြန်ပါမယ်ပေါ့နော်ဒီကဒီတက်ပုံမိုက်တာကျွန်တော်တို့ရင်အာဒီမှာမော်စကိုစကင်ကြီးလည်းပြန်ပါတယ်ဆိုရောင်ပရိုမိုဒိုင်းမွန်နဲ့ကတော့ဒီ event မှာအသုံးပြုရတာတော်တော်လေးမိုက်မယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်ဆိုရောင် brother တို့အနေနဲ့ပထမအဆုံးအသုံးပြုလို့ရမယ့် event ကတော့ကျွန်တော်ဒီအာကျွန်တော်တို့ Ever Legend စကင် event ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီနောက်ထပ်ပရိုမိုဒိုင်းမွန်ကိုဘယ်နေရာမှာအသုံးပြုလို့ရလဲဆိုတော့ကျွန်တော်တို့ဒီမှာ Selina စကင်လှည့်တဲ့နေရာမှာလည်းအသုံးပြုလို့ရမှာပဲတော်နေရာတော်နေရာပြောသလို ့ပဲကျွန်တော် promo diamond နဲ့ real diamond နဲ့ရောပြီးသုံးရမှာပေါ့နော်အဲဘယ်လိုပြော promo diamond ကြီးပဲအသုံးပြုလို့တော့မရဘူးဆိုတော့ဘာလို့လဲဆိုတော့အနေနဲ့အဲဒီ selina skin ကိုအသေးလိုချင်နေရှင်းလိုချင်နေဆိုတဲ့ကောင်းကြီးကတော့ကိုဒီ event မှာသုံးသိနေလို့ပဲကျွန်တော်ကတော့အကြံပေးချင်တယ်ပေါ့နော်ဒါကတော့အသုံးပြုလို့ရတဲ့ event ကိုကျွန်တော်ထုတ်ထုတ်ပြတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနှစ်ခုပြီးတဲ့အချိန်မှာကျွန်တော်ဘာရှိအောင်လဲဆိုတော့အားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့ epic record ရှိမှာပဲဖြစ်ပါတယ်ခင်ဗျာ epic record ဒီနေရာလောက်မှာလာမှာပေါ့နော်ဆိုတော့ကျွန်တော် epic record နှစ်ခုရှိမယ်ကျွန်တော်တို့ရွှင်ရွှင်ရွှင် event event ရင်ပြီးကြတော့ crown event ရင်ပေါ့နော် fire crown e fire fire crown event တော့ဖြစ်နေ fire crown ကျွန်တော်တို့ recall ရင်အဲ့ recall ရင်ကိုကျွန်တော်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ brother တို့အနေနဲ့ဒီ video ကြည့်နေတဲ့မှာလည်း recall မှာ recall ဆိုတဲ့လူတွေလည်းရှိနေမယ်ဆိုတော့အဲ့ recall မှာ recall တုံးညင်တဲ့သူတွေကလည်း promo diamond event ကို recall တွေထောက်တဲ့နေမှာအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ okay နောက်တဲ့တစ်ခုကတော့ကျွန်တော်တို့ second နေဝယ်တဲ့အချိန်ပေါ့နော်ဒါကတော့အားလုံးပြောစရာမလိုဘူးပြဒီမဲ့ brother တို့မြင်နေတဲ့အတိုင်းပဲဒီလိုမျိုးဘယ်လိုပြောမလဲ second နေအားလုံးဒီဘက်ကိုသူတို့ discount ချမယ်ပေါ့ နော်အဲ့ချိန်ညရင်ဘရာဒါတို့အနေနဲ့ကိုကြိုက်တဲ့စက်ငင်တွေကိုဝယ်လို့ရမယ်ဆိုတော့မလို့ကျွန်တော်ကနောက်ဗီဒီယိုမှာလည်းပဲဒီ promo diamond event မှာအဲဒီ promo diamond အနေနဲ့ပေါ့နော်ကျွန်တော် blue second တွေဝယ်သင့်လဲ blue second တွေအတန်ဆုံးလဲဆိုတော့ကျွန်တော်ဗီဒီယိုအချိန်ကြီးလုပ်ပေးသွားဖို့ရှိတယ်မိမိဆိုတာနဲ့ကျွန်တော်ကြားထားတဲ့သတင်းအရာကျွန်တော်အဲ့ပတ်ဝန်းကျင်လောက်မှာပေါ့နော် benedicta second အစ်စ်ထွက်လာမယ်လို့ကျွန်တော်ကြားထားတယ်ဆိုတော့ brother တို့အနေနဲ့အဲ့ second အစ်စ်ကြီးကိုဝယ်ခြင်းလဲဝယ်ပေါ့နော်ဆိုတော့ကျွန်တော် brother တို့အနေနဲ့အဲကျွန်တော်ဒီလောက်ရှင်းပြလိုက်မယ်ဆိုရင်နားလည်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အကုန်လုံးပြန်ချုပ်ပြီးပြန်ပြောပြမိမယ် ဆိုရင်ကျွန်တော် free ရမယ့်နေရာက3နေရာတိတိရှိတယ်ပထမဆုံး main event ကတနေ့55တုံးရမယ်ဆိုတော့မစွတ်စုပေါင်း125တုံးရမယ်ပေါ့နော် BB ဆိုတာ ਨੇ brother တို့အနေနဲ့ login ဝင်ရုံနဲ့ရမယ် promo time 25တုံးရှိတယ်ပေါ့နော် BB ဆိုတာ ਨੇ ကျွန်တော်တို့တွေ26ရက်နေ့3လပိုင်း26ရက်နေ့မှာလာမယ်ကျွန်တော်တို့ bounce လေးရှိတယ်အဲ့ bounce လေးကနေပြီးတော့အနည်းဆုံး29တုံးကနေပြီးတော့အများဆုံး1100တစ်ဆက်တုံးအထိကျွန်တော်တို့ free ရအောင်မယ်ဆိုတော့မအားလုံးအနည်းဆုံးရနိုင်နေရ669တုံးကအနည်းဆုံးပဲအများဆုံး1960တုံးအထိရမယ်1960တုံးကကန်ကောင်းတဲ့သူတွေ ပဲရမယ်ဒါကတော့အချင်းချုပ်ပေါ့နော်ဆိုတော့ Brandon အနေနဲ့ဘလို့ပဲရရ promo diamond တွေကိုဘယ်မှာသုံးလို့ရမလဲဘယ်ချိန်မှာသုံးလို့ရမလဲဘယ်ချိန်မှာလဲဆိုတော့ Brandon တို့တော်နေကပြောတဲ့အတိုင်းပဲကျွန်တော်တို့26 29အဲ့ရက်ဝင်းကျင်မှာကျွန်တော်သုံးလို့ရမှာပဲဖြစ်ပါတယ်အဲသုံးလို့ရတဲ့ရက်ကိုတိပြီးဆိုတော့ဘယ်နေရာမှာသုံးလို့ရမလဲတော်နေကပြောတဲ့အတိုင်းပဲ Alpha Legend skin event ကျွန်တော် Chong Stan ရင် MO တွေလဲလို့ရမယ်ပြီးပြီးဆိုတော့ကျွန်တော် Moscow skin ကြီးလိုချင်နေဆိုလဲဖြစ်သေးတာပဲပြီးပြီးဆိုတော့ကျွန်တော်နောက်ထပ်ဘာရှိအောင်မလဲဆိုတော့ Selena skin လဲလို့ရတဲ့နေရာမှာအသုံးပြုလို့ရမယ်ဆိုတော့ Brandon အနေနဲ့တော်တော်လေးမိုက်တယ်ပြီးပြီးဆိုတော့ Epic ကောအသုံးပြုလို့ရမယ်ပြီးပြီဆိုရင်ကျွန်တော်တို့ရဲ့အမှာဆိုရင်နောက်ထပ်ထက်ရှိဥမာကကျွန်တော်အထင်ပြောရမယ်ဆိုရင် legend second လဲတဲ့နေရာမှာလည်းပဲအဲဘယ်လိုပြော discount နေလောက်မင်းထင်နေဗျဆိုရအောင်မို့အဲ့ legend second လဲခြင်းတဲ့သူတွေတော့ကလည်းအဲ့အချိန်မှာ discount ရတော့မှလဲထားသင့်တယ်လို့လည်းကျွန်တော်အကြံပေးတယ်ပေါ့နော်ဆိုရအောင်ဒါကတော့ကျွန်တော်အကျဉ်းအချင်းချုပ်လေးပြန်ပြောပေးတာပဲဖြစ်ပါတယ်ဆိုရအောင် brother တို့အနေနဲ့ဒီ promo diamond တွေကိုဘယ်နေရာမှာသုံးမယ်လို့ brother တို့တွေးထားလဲဆိုတော့ကိုမမချက်လောက်ရေးပေးခဲ့ပါပြီးပြီဆိုရအောင်အဲကျွန်တော်ကတကယ်လို့ second ဝယ်ရတာအခက်အခဲဖြစ်နေတဲ့သူတွေအတွက်လည်း best second in promo diamond နဲ့အဝယ်တင်ဆုံးလဲဆိုတော့ကျွန်တော် recommend ပေးမဲ့ video လေးလည်းထက်တင်ပေးမှာဖြစ်နေကြောင်းမို့ brother တို့အနေနဲ့ channel စောင့်ကြည့်ပေးကြပါဦးအဲ့ဒီ video ကတော့ကျွန်တော်26ရက်နေ့မတိုင်ခင် promo diamond တွေအသုံးမပြုခင်လေးမှာကျွန်တော်ထက်တင်ပေးမှာပဲဖြစ်ပါတယ်ကဲဆိုရအောင် video လေးကိုအဆုံးထိကြည့်ပေးကြကြအောင်ချင်းတော့ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲဆိုရအောင် promo diamond တွေကန်ကောင်းပြီးတော့အများကြီးရပါစေလို့လည်းကျွန်တော်ကဆုတောင်းပေးရပါပဲဖြစ်ပါတယ်ခင်ဗျာအဲပြီးပြီဆိုတော့ကျွန်တော် promo diamond ထက်ရမယ့်နေရာတနေရာရှိသေးတယ်ကျွန်တော်မေးတော့မလို့အဲ့ဒါကတော့ကျွန်တော်တို့ free ရတာမဟုတ်ဘူးကျွန်တော် recharge လုပ်ရမှာပေါ့နော်ဒီ ever legend skin လာတဲ့အချိန်မှာကျွန်တော်တို့တွေကအမ်ဘယ်လိုပြောရမလဲ free ီးတက်ကတ်နေလာတဲ့အချိန်ရှိရယ်ပေါ့နော်အဲ့ချိန်ကျရင်ကျွန်တော်တို့ပရိုမိုဒိုင်းမွန်းတွေထပ်ပြေးအောင်မယ်ဆိုကျွန်တော်သတင်းကြားထားတယ်ဆိုတော့ brother တို့အနေနဲ့ကအဲ့ချိန်မှာဘယ်လိုပြောမလဲဒိုင်းမွန်းတွေထပ်ဖြည့်ပြီးတော့လေ recharge လုပ်ပြီးတော့ပရိုမိုဒိုင်းမွန်းတွေယူလို့ရမယ်ဒိုင်းမွန်းအဲ့ဒါက free mode တွေကြောင့်ကျွန်တော် DBO မှာအလေးပေးပြီးပြောမသွားတာပဲဖြစ်ပါတယ်အော်ဒါနေမှာပြီးသေးတဲ့ brother တွေကျွန်တော် ruby skin နှစ်ခုတည်းက free တစ်ခုယူလို့ရတဲ့ event ရှိသေးရယ်ဆိုတော့လည်းမမေ့ကြနဲ့အောင်အဲ့ event မှာလည်းဝင်ပြီးတော့လှည့်ပြီးတော့ ruby skin ရအောင်ယူလိုက်ကြပါဦးတချို့ဆိုရတော့ရနိုင်ပြီဆိုတော့ brother တို့အနေနဲ့ရပြီလားတော့မသိဘူးကျွန်တော်ကတော့လှည့်ကိုမလှည့်ရသေးဘူးပေါ့နော်ကျွန်တော်နောက်နေ့မှ brother တို့လှည့်ရင်ပြီး လေးတင်ပေးမယ်ပြီးပြီဆိုတော့ကျွန်တော်တို့ဖုန်းတွေပါတွေပေါက်နေသေးတယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံတော့မဟုတ်ပါဘူးဆိုတော့ကျွန်တော်ဘာသာတို့အနေနဲ့ဒီ event လေးကိုလည်းလုံးဝမမေ့ကြဘူးတော့ကျွန်တော်တိုက်တွန်းခြင်းပါတယ်ခင်ဗျာကဲဆိုတော့ကျွန်တော်ဒီနေ့မှာကတော့အားလုံးပဲပါမယ်ပါဟဲ့ဟဲ့